အဖျားရှင်ပြိဋိဘံဗျုခင်မှာဘီရင်နေမင်းသားရခိရှိဆိုရောဘီရင်နေမင်းသားကြတော့စာမွေးဖြီတာတို့စာရေးတာတို့ကြဘယ်လိုပုံမှာရေးလဲဖျားပြီးကြတော့ဖျားရှင်ဟောကြားခဲ့တဲ့ဓမ္မတွေကိုဘာဖြစ်လို့အဲ့လိုမျိုးဟာဘီရင်နေမင်းသားရေးရအောင်မှာတခါတည်းမရေးခဲ့တာလဲဖျားဘာဖြစ်လို့နောက်ကျမှမှအဲဥစဉ်နေကစပြီးတော့ပေပြားတွေပုံမှာရေးခဲ့တာလဲဖျားอืมတောင်းတယ်မင်းကဒီမင်းကိုဘယ်လိုမှမမေ့ဘူးဒီပုံတောင်းတယ်နော်ဖျားရှင်လက်ထက်က အဖျားရှင်လက်ထက်ကဘယင်းနေမင်းသားတွေဒါမိနီမင်းသားရဲ့စာတင်နေစာဘလို့ရေးလဲပေါ့နော်စာဘလို့ရေးလဲဆိုတော့ဘုံဘုံအခုခေတ်အခုခေတ်ဆိုတာလက်လန်းမီတလောက်ဆိုရင်တော့အဲပေပရဘိုက်တွေပါပဲပေဒီပရဘိုက်တွေရေးတယ်ပေါ့ရေးတယ်ဆိုပေမဲ့အဲ့ဒါကအရန်နေတယ်ပေပရဘိုက်အဲ့လောက်ကြီးမထွန်းအားသေးဘူးပေပရဘိုက်တွေကနောက်မှဖျားရှင်ပရိနမန်ပြပြီးနှစ်ရာနဲ့ကြီးကြာမှပေပရဘိုက်တွေထွန်းအားတာအဲ့ဒါဆိုပေပရဘိုက်အသုံးပြုတာနေတယ်နေတော့သူတို့ အစင်ပြေတူလို့၃တော့၃ပါပေါ့ပေပရဘိုက်တွေကတို့အဓိကတင်တာတော့နှုတ်နဲ့တင်ခုလို့အခုခေတ်လို့ရေးပြီးတင်တာမဟုတ်တော့အဲ့ခေတ်ကလာပုံတော့တော့အခုဆိုရေးရေးပြီးပေါ့နော်ရေးပြီးအဲ့လိုပုံစံမဟုတ်ပဲねတို့ကနှုတ်နဲ့တင်တာဥပမာဘုဖုံးတို့ဘယ်လိုမျိုးတက်ကတူပြီးပေါ့အဲ့တော့ဒေတာပါမောက်ခဆရာကြီးအဲ့တက်ကတူပြီးလဲတို့အဲ့ဒါကအခုဒါပါကစ္စတန်မှာရှိဘယ်တော့ဒါပါကစ္စတန်မှာဂန္ဓာရတိုင်းပါကစ္စတန်တို့အာဖဂန်နစ္စတန်တို့ကဖျားရှင်လက်ထက်ကကြတော့တို့ကဂန္ဓာရတိုင်းလို့ခေါ်တယ်တိုင်းပြည်တစ်ခုလေး ်အခုမှလည်းကွဲထွက်ပေါ့အဲအဲ့တိုင်းပြည်မှာကျွန်တော်ပုံလို့တက်ကတီလာဆိုတဲ့မြို့ရှိတယ်မြို့နာမည်ကတက်ကတီလာနော်အဲ့ဒါကိုပုံမြန်မာတွေကအလွယ်အဲ့လိုတက်ကတူဆိုပြီးတော့မြန်မာလိုပါဠိလိုအမှန်ကျတော့တက်ကတီလာအဲ့တက်ကတီလာမြို့မှာနေတဲ့ပုံနာကြီးတွေအဲ့ပုံနာကြီးဆိုတာပညာဉာဏ်အရေးကြီးတဲ့ပုံနာတွေဉာဏ်ပညာကောင်းတယ်ဉာဏ်ပညာရှိအဲ့ပုံနာတွေကဒီတာဘာမောကဆရာကြီးသူကပုံတော့ဒီဝေဒကျမ်းကဒီဝေဒကျမ်းကပညာရက်တွေလည်းနားလေ ဒီဝေဒကျမ်းနေဆိုတာကလေဝေဒဆိုဘုလိုဟိန္ဒူပုံနာတွေလေ့ကျင့်တဲ့လေ့လာသင်ယူတဲ့ကျမ်းပေါ့အဲ့ဒီဟိန္ဒူတွေရဲ့ဝေဒကျမ်းနေဆိုတာကအဲ့ကျမ်းအဲ့ကျမ်းငံတွေကဘုလိုဒါယတိတွေဇန်အပင်ညင်ရတဲ့ယတိတွေကဟောပြောခဲ့တာဆိုတော့တော်တော်လေးမှန်တယ်ရအောင်ပြတော့မမှန်ဘူးတော်တော်လေးမှန်တယ်ဟိန္ဒူတွေရဲ့အယူဝါဒတွေသူတို့ရဲ့ဝေဒကျမ်းငံတွေအထူးသဖြင့်ဟိန္ဒူတွေပုံလေ့ကျင့်ကြတယ်ဟိန္ဒူရဲ့လို့တော့မဟုတ်ဘူးပေါ့နော်ပုံနာတွေဒါလေ့ကျင့်ကြတယ်အဲ့ဆိုတော့အဲ့ဒီတက္ကသီလာမှာ အဲ့ဒါအဲ့ဒီရောလို့ဒေတာဘာမောကဆရာကြီးနေတယ်အဲ့ဒီတက္ကသီလာဆိုတဲ့အဲ့ဒီတက္ကသိုလ်ပြည်မြန်မာပြည်ဘုရားပုံမြင်နေတယ်မှာပါတယ်တက္ကသိုလ်ပြည်ဆိုတာအဲ့ဒီအဲ့ဒီမှာနေတဲ့ဒီပုံအဲ့ဒီပုံနာဆရာကြီးတွေရှိကိုမင်းညီမင်းသားရာသွားပြီးသွားတင်ရတာနော်တချို့လည်းသုံးနှစ်သုံးမိုးဆိုပြီးပညာသင်ရတာရှိတယ်သူတို့မင်းကြီးတရားတွေနဲ့ပြည်စုံဖို့စတူပဲတင်ကြအဲ့တင်တဲ့အခါမှာသူတို့စာနဲ့တင်တာမဟုတ်တင်ခဲ့တယ်ဆိုရင်တော့မှနည်းနည်းပါးပါးတော့အဓိကနှုတ်တိုက်ပဲတင်တယ်နှုတ်တိုက်တင်တယ် တည်တည်တည်လိုက်တာကြက်တည်ကြက်လိုက်တာနှုတ်တိုက်တယ်နည်းအကျိုးကဏ္ဍတွေကြတော့ဘုံဘုံလို့ဒီစာနဲ့တင်တာကြတော့ပေပရဘိုက်အသုံးပြုတာနဲတဲ့ခါသုံးတော့သုံးတယ်ပေပရဘိုက်လေးနဲ့ဒါမဖြစ်မနေကြမှာပဲရေးတယ်နည်းအဓိကလက်တွေ့ကျင့်မှုတွေသူတို့နှုတ်တိုက်တယ်နည်းအဲပြီးတော့မင်းကြည့်တရားတွေဆိုလဲလက်တွေ့ကျင့်မှုသူတို့ရင်ထဲဆွဲသွားအောင်အဲ့လိုတင်တာပေါ့နော်အဲ့လိုတင်တာဖြစ်တယ်သူတို့ရဲ့တင်ကြတဲ့ပုံစံကလက်တွေ့ကိုဦးစားပေးတယ်စာနဲ့တင်တယ်ဆိုလဲပါးစပ်နဲ့နှုတ်တိုက်တင်တယ်စာနဲ့ရေးပြီးတင်တာရှားတယ်အဲ့ဒီတော့ဘုရားရှင်ရဲ့တရားတွေကို ရှေ့ရှေ့ကကဆရာတော်အများကြီးတွေကကျတော့ဒီပေတဲ့အခက်ပေတယ်အဲ့လောက်မပေါ်ဘူးသူတို့ကအကုန်ချမ်းပစ္စည်းမပေါ်ဘူးပေါ့တတတော့တဲ့သူတွေဘယင်းတွေတောင်မှမင်းကြီးမင်းသားတွေတောင်မှနည်းနည်းလောက်လေးပဲရှိတာဆိုတော့နည်းနည်းလောက်ပဲသူတို့ရေးကြမှတ်ကြသူတို့လည်းပိတ်စတွေတွေမှာရေးကြတယ်ပိတ်အဝတ်တွေမှာရေးတယ်ဘဘုံတို့အဲတတားလုံးငငယ်ရကြည့်တာဘုံတို့ဟိုကစွန့်ဝခုံးလို့ပါတယ်လေပါကျဲဆိုဝခုံးနေဆိုရင်အဲ့ရဝခုံးလို့ပါကျဲလို့ဆိုတာကအဲ့ဒါကခုနအနောက်ဘက်သို့ခီးသွားခြင်းပေါ့နော်ဂျန်နီတူတော်ဝဲဆိုတာအဲ့ဒါက တကယ်ဖြစ်ရမှန်ကိုအခြေတည်ပြီးတော့ဇက်လန်းပုံစံသူတို့ဖြစ်ဆွတ်ပြီးဖန်တီးပြီးရိုက်ထားတယ်ဟုတ်ပါလေတကယ်ဖြစ်ရမှန်ဆိုတာကအဖျားရှင်ပရိသတ်မှန်ဆံပြီးနောက်ပိုင်းမှာပေါ့နော်အဲ့မှာဘုန်းကြီးတို့အရှင်ဘိုင်းရန်တို့ဝန်စင်တို့အဲ့ဟိုတော့တော့တော့လို့တေယောဘုန်းကြီးတို့ပါဒီဘုန်းကြီးတွေကတော့နှစ်ဒီလို့ချားတာပေါ့နှစ်ရာနဲ့ချီချားတယ်တပါးနဲ့တပါးဒီအိန္ဒိယမှာသူတို့ဗုဒ္ဓရဲ့တရားတွေလာလေ့လာသင်ယူတာကျမ်းစာတွေလာသင်ယူတာဒါပေမဲ့အဲ့ကျမ်းစာတွေကဟိုကျမ်းစာအုပ်ကြီးတွေသင်တာမဟုတ် တယ်လို့လည်းမလွယ်သူတို့ကဘာလို့လဲသူတို့ရဲ့ဘုံတို့ပိုးဖဲကြည်ပါဘောသူတို့ဘုံတို့ဟာပေါ့ဒီပိဿာပဲနော်ဒီအဲ့ဒီပိဿာမှာပေါ့မှာစာရေးတာအဲ့ရောက်တယ်တာဒါမှတယ်လို့လွယ်တော့ပေါ့ပေါ့ပါပါနဲ့စာရင်းအများကြီးရေးလို့ရတယ်သူတို့ကဒီပိဿာပဲအဲ့လိုလို့ရနော်ဒါကတော့ဘုဒ္ဓတာနေနဲ့ပြောတာအဲ့ဒါဆိုတော့ဘုရားရှင်ပြိမ္မာဆန်ပြီးပြီးချင်းဘုန်းတော်တန်ခါရနာတွေတင်တဲ့အခါကျတော့ဗုဒ္ဓရဲ့တရားတွေကိုဘလို့မှတ်တမ်းတင်နေဆိုတော့အဲ့လိုနှုတ်သက်ပဲတင်ကြတာ ဆိုတော့လည်းပေဒီပရဘိုက်တွေအဲ့လောက်မများဘူးမပေါ်ဘူးအဲ့လိုတိတ်မလုံလောက်ဘူးမရှိတဲ့အခါကျတော့အဲနှုတ်တိုက်အဲ့ဒါတန်ဃာတော်တွေကဒီတိုင်းပဲကြက်ထားဥပမာဘုန်းတော်ဘုန်းကြီးဟိုဟာဘုန်းကြီးတွေဆိုရင်အဲဟိုဒါဥပမာပေါ့နော်ဒါဒါဘုန်းကြီးအပါ900ဆိုရင်အဲညံကောင်းဆိုဘုန်းကြီးအပါ900ပေါ့ဥပမာအဲအပါ900ဆိုတဘောက်တဘောက်ဒီတုတ်တန်တစ်ခုတာဝန်ယူနောက်တဲ့တဘောက်ဒီတုတ်တန်တာဝန်ယူအဲအဲ့လိုမျိုးအဲ့ဒါကိုကိုရရတဲ့တုတ်တော်အမြဲကြက်ထားအမှတ်ထားတာ အဲ့အဲ့လိုအဖန်ဖန်ထက်ထက်မိမှဆိုတော့ခက်ခနာပြန်နှွေးပြန်ရွတ်ဆိုနေတာနှစ်တေကြာတဲ့ကနောက်တဲ့အဲ့လိုဒုတိယအဲ့လိုဒုတိယတန်ခိုင်နာတင်ပြီဆိုရင်လည်းဘယ်ကျန်းတော့ဘယ်ဆရာတော်ကအောက်ကောင်ဆောင်ထားတယ်လေနှုတ်ငုံဆောင်ထားတယ်လေပေါ့အဲ့အဲ့ဒီဆရာတော်ပြန်ရောက်မှုသွားရင်လည်းအဲ့ဆရာတော်ကသူ့ရဲ့တပည့်တွေလည်းပြန်လက်ဆက်ကမ်းပြီးတင်ပေးထားတာရှိတယ်နောက်တရားတော့ဒုတိယတန်ခါရနာတင်မယ်ဆိုဘုရားရှင်ဘိမန်ဆန်ပြီးနှစ်တရားနှစ်တရားပြည့်တဲ့အခါမှာဒုအလိုမဲ့ဒုတိယတန်ခါရနာတက်တယ်နော်ဘုရားရဲ့တရားတွေကိုပြန်လဲပြီးတော့ စစ်စစ်တာပေါ့ပြန်လည်းမှတ်တမ်းတင်တာပေါ့အဲဆိုတော့ဆက်စွားလိုမျိုးလုံရတဲ့နှစ်ပေါင်း100လောက်ကဆရာအစင်ဆက်လက်စင်ကန်းလာတဲ့အဲ့တုတ်တန်တွေဘယ်ဆရာတော်ဘယ်ဆရာတော်ရဲ့တပည့်တွေဒီဘာတုတ်တန်အောင်အကုန်ဆောင်နေဘယ်ပါဠိတော်အောင်အကုန်ဆောင်နေအဲ့အဲ့ဟာကိုသူတို့ကမှတ်တမ်းရှိတယ်ဆရာတော်ရဲ့မှတ်ထားတယ်အဲ့ဒီအဲ့ဒီတပည့်တွေကိုပြန်ခေါ်ခေါ်ပြီးဒါပိဋကတ်တော်မှုစုံပြီလားအပား900အပား1000အစတိဖင်းပေါ့နော်သူတို့အဲ့ဟာသူတို့မှတ်ထားတဲ့နှုတ်သက်အောင်ဆောင်ရတဲ့အရာတွေနဲ့ပြန်ပြီးတန်ခိုင်းတာတင်တယ် နောက်ပိုင်းနောက်ပိုင်းကျတော့ပေတဲ့အပ်ခေတာဆိုတာဖြစ်လာတယ်။တီးလင်္ကာနိုင်ငံရောက်မှဟိုတတတ်ဘုရင်တို့ဟိုတတိယတန်ခါရင်နာတို့ဘာလို့နောက်ပိုင်းမှာအလိုတတိယတန်ခါရင်နာဆရုပ်တန်ခါရင်နာအားကြတော့ဘုရင်တို့အလိုမျိုးတီးလင်္ကာတို့ဘာလို့စလာပြီးနောက်ပိုင်းမှာပေတဲ့အပ်ခေတာတို့ကြောက်တဲ့အပ်ခေတာတို့ဘာလို့အလိုတဖြည်းဖြည်းဖြစ်လာတာပေါ့။နော်ဘုရားလက်ထက်ကအဲ့လိုမျိုးနှုတ်တိုက်ပဲတင်ရတာများတယ်။နော်ဟုတ်ပြီပြီးတော့ဆက်စွာတတတ်ကြီးမိတာဒီနှစ်ချက်